အားလုံးမင်္ဂလာပါမလန်းလိုင်း entertainment မှာပြန်လည်အကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ကလန်းလိုင်း entertainment ကနေ season အလန့်အသစ်တွေကိုစင်ဆက်မပြတ်တင်ဆက်ပေးနေမှာဖြစ်လို့ subscribe like share လေးတွေနဲ့အားပေးကြဖို့မေတ္တာရခံကြပါနဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ပါလို့ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ခုချိန်မှာတော့ကျွန်တော်တို့အစင်းနဲ့ဖြတ်ကြပြီဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့အစီအစဉ်လေးကိုစလိုက်ကြရအောင်ဗျ CDM အကစားလောကအကြောင်းတစ်စိတ်တစ်စောင်းလေ့လာကြရအောင် အားကစားတဲ့ကာယပညာသိပ္ပံကြောင့်ကျောင်းဝန်ကြီးအဖြစ်ကနေ PDF ညပြဖြစ်လာသူတူကြောင်တင်ဆက်ပေးကြပါတယ်။ဒီမျိုးသမီးကတော့မြန်မာလက်ရွေးစင်ခရာတီတိုချန်ပီယံဟောင်းလက်ရှိချင်းကာကွယ်ရေးတပ်ဖွဲ့တစ်ခုဤတပ်သားတူလည်းဖြစ်ပါတယ်။အားကစားတဲ့ပတ်သက်ရင်ဘွဲ့လုံမတ်စတာရခဲ့သူအလားအလားကောင်းသောညွန်ကြားရေးမှုရာထူးကိုဆွံ့လွတ်ခဲ့သောနိုင်ငံတကာပြိုင်ပွဲဆုတစိတ်များရှင်မိုင်းအိုလီဗီယာရင်းဝါထောင်းလည်းယခုတော့ချင်းတော်လာရေးတပ်များကိုကိုခံပညာတင်ကြားပေးနေသူဖြစ်ပါတယ်။ ဒူမသည်ကျမ်းမာရေးနှင့်အာကစားဝန်ကြီးဌာနအာကပညာဌာနခွဲမှလက်ထောက်ညွှန်ကြားရေးမှူးတာဝန်ထမ်းဆောင်နေသူဖြစ်ပြီးရာထူးတိုးဖြင့်ချင်းပြည်နယ်ရဲ့မြို့တော်ဟာခါမှာပထမဆုံးဖွင့်လှစ်မိအာကစားနှင့်ကာယပညာသိပ္ပံကျောင်းမှာကျောင်းဦးကြီးအဖြစ်တာဝန်ယူခါနီးရဲ့ချိန်မှာပဲစစ်တပ်အာဏာသိမ်းမှုကြောင့်အရာရာကိုကြောခိုင်းမှုဆုံးဖြတ်လိုက်တော့တာဖြစ်ပါတယ်အဲဒီနောက်မွေးရမေဖလားမြို့ကိုပြန်လာခဲ့ပြီး လူထုတပိတ်တွေမှာပါဝင်ခဲ့သလို CNDF CNA တို့အပါအဝင် ချင်းတော်လာရေးတပ်ရဲဘော်များအတွက်တင်နာနီးပြဖြစ်လာခဲ့ပါတယ်။စနစ်မကောင်းတဲ့အတိုင်းပြည်မှာအရာရှိကြီးဖြစ်ရတာထက်စနစ်ကောင်းတဲ့အတိုင်းပြည်မှာတာမန်လူဒန်းစားဖြစ်ရတာပိုပြီးတော့ဂုဏ်သိက္ခာရှိပါတယ်ဟုဆယ်စုနှစ်တခုနီးပါနိုင်ငံတကာပြိုင်ပွဲတွေမှာစုတစိများစွာရယူပေးခဲ့သူမန်ယင်ဝါထောင်းလွယ်ကပြောပါတယ်။လက်လက်ကိုင်းအဖွဲ့အစည်းများကိုကရာတေနီးပညာသင်ကြားပေးတဲ့ဆိုတာအခုမှတော့မဟုတ်ပါဘူး။အရင်ကတော့ကရာတေကိုအပြင်မှာသင်ပေးဖြစ်တယ်ပေါ့။ရဲချုပ်တိုင်းပြိုင်ပွဲတွေ တက်မတော်ကြီးရေလေပြိုင်ပွဲတွေရှိတဲ့အခါမှာကိုရိုင်းကြီးပြလို့ပေးခဲ့တာပေါ့အဲ့ဒီအချိန်ကတော့ဥပရေပေါင်တဲကနေစီမင်းစီကနိုင်လက်တင်တင်ကြပေးခဲ့ရတာပေါ့အခုကတော့အဲ့ဒီလိုမရတော့ဘူးဟုသူကပြောပါတယ်ဂရာတေးတွင် ရှင်ပြိုင်မှုပုံစံအစားထိုးသတိပုံစံကိုတင်ပေးရခြင်းကို သူကညွှန်ပါတယ်တိုက်ခရေးပညာနဲ့ပတ်သက်ရင်ဆယ်စုနှစ်များစွာသူလေ့လာခဲ့ပါတယ်အသက်၁၄နှစ်အရွယ်တဲကကျောင်းသားပွဲတော်မှာရွှေစိတ်တွေစွတ်ခူးခဲ့သူရင်ဝါထောင်းလွယ်သည့်မြမလေရွေးစဉ်အဖြစ် 1998ခုနှစ်ကနေ2013ခုနှစ်ထိအာရှပွဲတော်အရှိတောင်အာရှအိုလံပစ်လူငယ်ပြိုင်ပွဲများအပါအဝင် ပြည်တွင်းပြည်ပပြိုင်ပွဲတွေမှာရွှေ35ငွေ30ကြီး12ခုအထိရယူနိုင်ခဲ့ပါတယ်။ဂျပန်နိုင်ငံခရာတေတိုဖွဲချုပ်မှာတွားရောက်လေ့ကျင့်သင်ကြားခဲ့သူလည်းဖြစ်ပါတယ်။အကစားပညာရေးနဲ့ပတ်သက်၍2015ခုနှစ်ကနေ2016ခုနှစ်ထိကိုရီးယားနိုင်ငံအင်ချွန်းမှာ Sport and Business Skill ဂျာမနီနိုင်ငံမှာ2015ခုနှစ်ကနေ2016ခုနှစ်ထိနဲ့2020-2021ခုနှစ်မှာကိုရီးယားနိုင်ငံဆိုးအမျိုးသားတက္ကသိုလ်တို့ကနေအားကစားနဲ့ဆိုင်တဲ့ဘွဲ့လုံးမာစတာရရှိခဲ့ပါတယ်။ဂျမနိုင်ငံဂျမ်းမှာပြင်ရတော်တင်လျှောက်တော့ပြင်ရတင်စုတွေရခဲ့တယ်။တောင်ကိုရီးယားမှာနှစ်ခါဂျာမနီမှာတစ်ခါရခဲ့တယ်။ပြင်ရတင်သွားတဲ့အခါမှာမြန်မာနိုင်ငံရဲ့ပြင်ရရေးစနစ်နဲ့သူတို့စီကပြင်ရရေးကအယံကွာပြန်တယ်။ဒီမှာကအလွတ်ကျက်ပညာရေးစနစ်နဲ့တွောင်းနေပြီသူတို့စီမှာကတွေးခေါ်တတ်တဲ့အလေ့ကျင့်ကိုသင်ပေးတယ် စာအုပ်မှာပြန်ထားနားတာကိုအပြင်မှာလက်တွေ့ဘလို့လုံနိုင်တယ်ဆိုတော့ကို့ဘာသာတွေးခေါ်ကြံစားခိုင်းပြီးအုံနောက်ကိုချဲ့ပေးတာဒီမှာကြတော့အုံနောက်ကိုအကျဉ်းတောင်ထဲထည့်ပြီးစာချက်ရတယ်လို့ကြည့်ရတယ်အဲဒီလိုမျိုးပညာရေးစနစ်ကိုကောင်းတယ်မှန်ကန်တယ်ထင်ရင်သူတို့သားသမီးတွေကြတော့ဈေးကြီးတဲ့ international school တွေမှာထားပြန်တယ်ပြည်သူတွေရပိုင်ခွင့်တွေကဘာသာငွေတွေနဲ့သားသမီးတွေကိုနိုင်ငံခြားမှာကျောင်းတွေတက်ခိုင်းတယ်ဒီလိုမကောင်းတဲ့စနစ်ကြီးအောက်မှာဆက်အလုပ်လဲမလုပ်ချင်တော့ဘူးသူမကပြောပါတယ် ဝန်ကြီးဌာနတွေမှာဝန်ထမ်းတွေကလဆလုံလောက်မှုမရှိတဲ့အတွက်လက်ပေးလက်ယူတွေလှုပ်ဆောင်ကြသလိုအရာရှိအရာထမ်းတွေကိုယ်တိုင်ဇီယောင်စားနေရတယ်။ရုံချိန်မှာရုံအလုပ်ကိုစိတ်မဝင်စားတော့ပဲစာဝတ်နေရတဲ့အတွက်အပူအလုပ်တွေလုပ်နေကြရတဲ့အတွက်ရုံလုပ်ငန်းကိုတရားရခိုင်နှုန်းစိတ်မဝင်စားတော့ဘူး။ဒီအတွက်ဝန်ထမ်းကရုံအလုပ်မလုပ်တဲ့အတွက်တန်းပြူဆုတ်ယုတ်လာတယ်။အခြေခံဝန်ထမ်းရဲ့ခွင့်ရချိုးပေါက်ခံရတဲ့ဝန်ထမ်းတော်တော်များများကရုံအတွင်းလူခွင့်ရချိုးပေါက်ခံရရတာရှိတယ်။ ဒါကြောင့်လည်းအခုຫນွေဦးဒေါ်လာရေးမှာ CDM လှုပ်ရှားမှုအကောင်းလာတာဟုပြောပါတယ်။အကြမ်းမဖက်အာဏာပြိုင်ဆိုင်လှုပ်ရှားမှု Civil Disobedience Movement CDM တွင်ချင်းပြည်နယ်ကအားကောင်းဆုံးဖြစ်ကာပြည်နယ်အတွင်းရှိဝန်ထမ်း2000ကျော်ရှိတဲ့အထက်14000ကျော်က CDM လှုပ်ပါတယ်။ရခိုင်နှုန်းအားဖြင့်82ရခိုင်နှုန်းကျော်ဖြစ်ပါတယ်။တကယ်တော့ကျွန်တော်တို့ကမရင်ဝါကိုအရန်ကိုလေးစားတာထက်ပိုတယ်ဗျ။ ကျွန်တော်တို့တွေတူလို့မလုပ်နိုင်ဘူးမစွန့်လွတ်နိုင်ဘူးသူကအရင်အစိုးရလက်ထက်ကျန်းမာရေးနဲ့အကစားဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်ရဲ့ပြပခီးစင်နိုင်သူလိုက်ရတယ်နိုင်ငံတော်အဆင့်ပြပဆိုင်ရာဆွေးနွေးပွဲတိုင်းမှာသူကအခမ်းအနားမူ MC လုပ်ရတယ်ဘာသာစကားလည်းတော်တော်လေးကျွမ်းကျင်တယ်နောက်ဆုံးများအရင်ကတော့ညွန့်ကြိုက်မှုချုပ်ဦးမျိုးလိုင်းအခုလက်ရှိဒုဝန်ကြီးပေါ့သူဆိုရင်လည်းမရှင်ဝါရဲ့ဆရာအရင်ပဲဗျသူသာ CDM ဝင်မှုဆိုရင်သူ့အတွက်အခွင့်အရေးတွေကြီးပဲဒါတွေကိုစွန့်လွတ်ပြီး CDM လုံယုံတာမှာက တော်ထဲမှာစင်းရဲပင်ပန်းခံပြီးအမျိုးသားရွတ်တဲ့ပါဝင်နေတယ်ဆိုရော့တော်ယုံသူမလုံနိုင်တဲ့အရာတွေလေးဟုသူမရုံလုတ်ဖို့ကိုင်မတူကမစ္စမကိုပြောပါတယ်။လွမြောက်နေမြေရောက်ရှိလာကြတဲ့သူအများစုနဲ့စီရံပွန်လာကြတဲ့အရာရှိကြီးများကိုတတိယနိုင်ငံသွားချင်၍လုံကြသည်ဟုစေုပ်စုဘက်ကဆွဆွဲလည်းရှိပါတယ်။ကျမကဘယ်မှသွားမှလည်းမဟုတ်ဘူး။ကို့လူငယ်တွေကို့လူမျိုးတွေအတွက်တူတူရှိနေမှာ ကျမကိုလက်ရှိအိန္ဒိယနိုင်ငံရဲ့တပ်ဖွဲ့မှာနှစ်ပွင့်စာပြီးမယ်ခရာတစ်တင်ပေးရုံပဲကာလန်ကြတယ်။နောက်ပြီးကျမကနိုင်ငံတကာမှာမာစတာဖွဲ့တွေကိုရယူထားတော့ဒီမှာရှိတဲ့တက္ကသိုလ်ကျောင်းတွေကနေစာသင်ကြားပေးဖို့ကာလန်ကြတယ်။သူတို့ကျောင်းတွေမှာခရာတစ်ပညာသင်ပေးဖို့လို့ပေါ့။နောက်နိုင်ငံတကာမှာရှိတဲ့ငွေချင်းတွေကလည်းသူတို့စီလာဖို့ခေါ်ကြတယ်။ဒါပေမဲ့ကျမအနာမှာငငယ်ရွယ်ရွယ်နဲ့ခြေပြက်လက်ပြက်ဖြစ်တဲ့သူတွေတည်ဆုံသွားတဲ့သူတွေကိုကြည့်ပြီးဘယ်လိုမှထွက်မသွားနိုင်ဘူးဟုရင်ဝါထောင်းလွယ်ကပြောပါတယ်။ချင်းပြည်နယ်အာကာသိပ်ပံကျောင်းကြီးမှသည်ငငါအတွက် လရွေးစင်အာကစားသမားတွေညံ့များစွာမွေးထုတ်ပေးနိုင်ဖို့သူမညီမန်းထားခဲ့သည်ဟုဆိုပါတယ်။ကျမတောင်ကိုရီးယားမှာကြောင်းပြီးလို့ပြန်လာပြီးတပတ်လောက်ရုံးတက်နေတာ။ကျမကိုရာဒူတိုးနဲ့ချင်းပြည်နယ်ဟာခါမှာကြောက်အုပ်လုပ်ရမှာဆိုတော့စီမံခန့်ခွဲလုပ်ငန်းတွေဝန်ထမ်းတွေကိုလှစာပေးတာတွေခွင့်ရယူတာတွေအဆရှိတဲ့လုပ်ငန်းတွေကိုရုံးချုပ်မှလေးလာနေတာ။အာနာသိန်းတို့အလုံးပြက်ပြက်ကုန်တယ်ဟုသူမကပြောပါတယ်။တော်လာရေးမှာပါဝင်နေကြတဲ့လူငယ်တွေအတွက်ဘလို့အပိစကားဆိုချင်တာလဲဟုမစ္စမကမေးမြန်းရာကိုစားလျှောက်တဲ့လမ်းကိုအဆုံးထိလျှောက်စေချင်ပါတယ်။ လွယ်လွယ်အရှုံးပေးရင်အကျင့်ပါသွားလိမ့်မယ်။ခီးလန့်ကခက်ခဲတယ်ဆိုပေမဲ့ရှုခင်းတွေကတောင်ထိပ်ကကြီးရတာပိုလှပါတယ်လေဟုသူမကဖြေပါတယ်။